တကယ်တော့ကျွန်တော်ဆိုင်မပြီးသေးတာမဟုတ်ဘူး fully set up 99%မဟုတ်100%ဒီပါကျွန်တော်ပြီးပြီဖွင့်ကျင်နေဆိုရင်မနေ့ပြန်ကျွန်တော်တို့စဖွင့်လို့ရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စစောနိုင်မှာစစောမိုဘိုင်းရဲ့ဖောင်တာပါဒီနေ့ကျွန်တော်ပြောပြချင်တာကလွန်ခဲ့တဲ့9လလောက်ထဲကဗျာကျွန်တော်စားတောက်ဆိုင်တစ်ခုဖွင့်ဖို့ဆိုပြီးတော့မှကျွန်တော် Facebook မှာ post တင်တယ်ကျွန်တော်ဆိုင်လေးကိုပြင်နေတာလေးတွေဘာလေးလဲတင်တယ်ဒီဆိုင်ကအခွန်ကြီးပဲရှိတာပေါ့နော်အရင်တော့ကိုတောင်ကြီးပေါ့ကိုတောင်ကိုကျွန်တော်တို့အစအနေအဆုံးထိပြင်ခဲ့တာပေါ့စုစုပေါင်းလက်ရှိဆိုရင်ကျွန်တော်အချိန်9လလောက်ရှိပြီအဲ့တော့အချိန်တွေကလည်းတာနေပြီဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအချို့မြန်မာပြည်ကနေပြီးတော့မှဘန်ကောက်လာဖို့ရှိတဲ့လူတွေရောဘန်ကောက်မှာရှိတဲ့မိတ်ဆွေ ွေရောအမင်းဆိုင်ပြီးပြီလားငါတို့လာစားကြမယ်အဲ့လိုမျိုးတွေပြောတဲ့အချိန်ကျကျွန်တော်မပြီးသေးဘူးဆိုတာလည်းဘာမှပြောလို့မရအောင်တကယ်တော့ကျွန်တော်ဆိုင်မပြီးသေးတာမဟုတ်ဘူးအခုအားလုံးဒီမှာမြင်တဲ့အတိုင်းပဲဗျာ fully set up 99%မဟုတ်100%ဒီပါကျွန်တော်ပြီးပြီကျွန်တော်တို့ဖွင့်ကျင်နေဆိုရင်မနေ့ပြန်ကျွန်တော်တို့စဖွင့်လို့ရတယ်မနေ့ပြန်စဖွင့်လို့ရတယ်လို့ကျွန်တော်ပြောတာအလွယ်ပြောတာမဟုတ်ဆိုင်တစ်ခုတည်းပြီးတာမဟုတ်ကျွန်တော်တို့မှာလူအင်အားလဲကျွန်တော်တို့အပြည့် service ပိုင်းရော kitchen ပိုင်းရော kitchen ပိုင်းဆိုရင်လွန်ခဲ့တဲ့2လလောက်မှာထဲကကျွန်တော်တို့လူတွေစစုနေပြီးတော့မှ kitchen ထဲမှာရှိနေတဲ့လူတွေဆိုရင်တလားကြော်ကြော်လောက်ကောင်းကောင်းဒါတို့ပေါင်းဆက်ပြီးတော့မှအလုပ်လုပ်ခဲ့ပြီးသွားပြီပေါ့ အဲ့လိုမျိုးဆိုတဲ့အနေထားလောက်ကိုရှိနေပြီ။ Okay အဲ့တော့ဘာကြောင့်မဖွင့်သေးတာလဲဆိုရင်ကျွန်တော် consistency ဆိုတဲ့အမြဲတမ်းတူညီနေတဲ့ food flavor တစ်ခုကိုပေးနိုင်ဖို့အတွက်လုံလောက်တဲ့နောက်ခံမှာတိဆောက်ရမယ့် ဟာတွေမပြည့်စုံနိုင်သေးလို့ကျွန်တော်မဖွင့်သေးတာပါအဲကျွန်တော်ကကိန်းကြီးခန်းကြီးဗျာငါးဆိုင်ကဘယ်အစားတော့ဆိုရင်ဘယ်ဆိုင်ဒီမထက်မဆိုပိုကောင်းရမယ်အကောင်းဆုံးအစားတော့အရသာဖြစ်နေရမယ်လို့ကျွန်တော်မပြောအဲ့ဒါတကယ်လက်တွေ့မှာလည်းမဖြစ်နိုင်တဲ့ဟာဗျာအကောင်းဆုံးအနေထားရှိတဲ့အစားတော့ကိုကျွန်တော်တို့ဖြစ်အောင်ကြိုးစားမယ်အဲ့ဒီဟာထက်ကိုကျွန်တော်တို့ပို့ပြီးတော့မှအလေးထားတာကကျွန်တော်တို့စီကအကောင်းဆုံးအရသာမဟုတ်သေးတိုင်အောင်ဒါပေမဲ့ဘယ်အချိန်မဲလာဆာဆာတူညီတဲ့အရသာရနေအောင်တော့ကျွန်တော်တို့ကကြိုးစားရမှာဖြစ်တယ် โอเคဒီမှာကျွန်တော်အခု kitchen ဆိုရင်လည်းတစ်ချက် show လက်ကျွန်တော်မှာစားသောက်ဆိုင်နဲ့ပတ်သက်တဲ့အတွေ့အကြုံတော့မရှိဘူးဒါပေမဲ့ကျွန်တော် kitchen က four star hotel တစ်ခုရဲ့အဆင့်ထပ်မနေဘူးဗျာတုံးတဲ့ပစ္စည်းတွေမှာအစားဝယ်လို့ရသမျှအကုန်လုံးကိုကျွန်တော် steel ပဲဝယ်တယ်တောင်းတောင်းဒဲတွေပါတယ်ဆိုရင်ဟိုဘက်မှာဆိုရင်ဒီဒဲတွေပါတယ်ဆိုတော့အကုန်လုံးလက်ကင်ဆိုရင်အကုန် steel ပဲကော်နဲ့တက်တာမပါတဲ့ဟာတွေပဲကျွန်တော်တို့တတ်နိုင်တဲ့လောက်ဝယ်တယ်ပေါ့အစပိုင်းမှာဝယ်ထားတဲ့ဟာအချို့မှာပဲဒီလိုမျိုးကျွန်တော်တို့ကော်တွေပဲပါတာပေါ့နောက်ပိုင်းဝယ်တဲ့ဟာတွေဆိုအကုန် steel ပဲအဲကျွန်တော်တို့ဒီမှာခြေလာတွေ freezer တွေကိုလည်းကျွန်တော်တို့လုံလောက်တဲ့ အနေထားထားထားတယ်။ ingredient တွေကိုထားသို့မူပုံစံတွေလည်းဒီမှာကြည့်လို့ရတယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာဆိုလဲအစားအသောက်တွေကိုစလုံးဝ standard နဲ့အညီပေါ့နော်။ food safety ဖြစ်အောင်ကျွန်တော်တေချာလုပ်နေတယ်။အကုန်လုံးလည်းအဆင်သင့်ပဲ ဖွင့်ရင်ချက်ချင်းဖွင့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့စာရင်စက်စက်ဖွင့်ဝင်ခြင်းမရောရအောင်ဆိုရင်ကပြဿနာမရှိတကယ်လို့ရောင်းရလာရင်ဖြစ်မဲ့ပြဿနာကိုကျွန်တော်တွေးကြောက်တယ်ဗျာကျွန်တော်တို့က customer တွေဆီကလည်းပတ်စံလဲယူမယ်ပြောရရင်အစမ်းတက်ခံပုံစံနဲ့ကျွန်တော်တို့က customer တွေကိုဆက်ဆံမယ်လူမျိုးမဟုတ်ဘူးဗျာပြောချင်တာက customer တွေလာမယ် customer တွေက feedback တောင်းမယ်မကောင်းရင်ပြန်ပြန် customer တွေဆီကကြတော့ပတ်စံအားလည်းအပြည့်ယူဒါမျိုးတော့ အတက်နိုင်ဆုံးမဖြစ်အောင်တော့ကျွန်တော်တို့စူးစမ်းနေတာပေါ့နော်တဖြည်းဖြည်းနဲ့အသားတော့ကျနေပြီမကြခင်မှာတော့ကျွန်တော်တို့ဆိုင်ဖွင့်နိုင်တော့မယ်ဒါကစားသောက်ဆိုင်လေးမစခင်မှာဒါအမတ်တရရိုက်တာပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်စားသောက်ဆိုင်ဆိုတာကိုဘာမှမကြွမ်းကျင်ပဲနဲ့ဖွင့်ဖြစ်ခဲ့တာကစားသောက်ဆိုင်ဆိုတဲ့ industry တဲကိုကျွန်တော်ဝင်တာပါစားသောက်ဆိုင်တစ်ခုတည်းဖွင့်တာမဟုတ်ကျွန်တော်ဒီစားသောက်ဆိုင်တဆိုင်ရနေပုံမှာကျွန်တော်ဆိုင်လေးအများကြီးဖွင့်မယ်ဒီ food industry ထဲမှာကျွန်တော်တကယ်ကိုလုပ်ငန်းစုဝီတစ်ခုပုံစံမျိုးနဲ့ကိုနောက်ပိုင်းကျရင်ကျွန်တော်ဒီလို share တွေပါခေါ်ပြီးတော့မှနိုင်ငံတကာအထိကိုထိုးဖောက်နိုင်တဲ့အဆင့်အထိကိုကျွန်တော်သွားချင် ါပါဒါကတော့ကျွန်တော်ရဲ့ညော်မှန်းချက်ပါကျွန်တော်ရဲ့ညော်မှန်းချက်တိုင်းကအများတန်းဖြစ်နေတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အစွမ်းကုန်စူးစမ်းနေတယ်အဲ့တော့ရလက်ကောင်တစ်ခုရမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်တဒါ